အခုလပိုင်းနေမှာကျွန်တော်ကစီးပွားရေးလုပ်ငန်းရှင်တွေအတွက်တို့ရဲ့လုပ်ငန်းတွေစနစ်ကျဖို့ဝင်ငွေတွေတိုးဖို့အတွက်ကျွန်တော် content တွေရိုက်ပြီးတော့မှမျှဝေနေတာနဲ့ကျွန်တော်ရဲ့လူငယ်တွေဘက်ကိုကျွန်တော်မလဲပြမှုဖြစ်နေတယ်။ဒီနေ့တော့ကျွန်တော်ကလူငယ်တွေအတွက် motivation ရစီမဲ့ topic လေးကိုကျွန်တော်ပြောတော့ပါမယ်။ပြောမှဆိုလို့ရှိရင်တော့လူငယ်သီးသန့် topic ပေါ့။နော်အဲ့တော့ ခုဆိုလို့ရှိရင်နိုင်ငံခြားမှာရောက်နေတဲ့ကျွန်တော်လူငယ်တွေရောမြန်မာပြည်မှာရှိနေတဲ့ကျွန်တော်လူငယ်တွေရောကကျွန်တော်ကိုလှမ်းပြီးတော့မှပြောကြတယ်။ဆန်ညာကြီးနန်းနေပြောင်းနေတယ်။ motivation လေးပေးပါဦး။စိတ်တည်ညင့်နေလို့ဘာလို့မှမသိဘူးဆိုပြီးတော့မှကျွန်တော်ကိုလှမ်းပြီးတော့မှခဏခဏပြောကြပါတယ်။အဲ့တော့အဲ့လိုလူငယ်တွေအတွက်ကိုကျွန်တော်က 3M ကြောင့်ကျွန်တော်ပြောပြမယ်။เนาะအဲ့တော့အဲ့ 3M ကြောင့်ကိုသိသွားပြီဆိုလို့ရှိရင်ကျွန်တော်အခုတော်တော်ဆယ်မှာဖြစ်နေတဲ့အနေအထားတွေကိုကောင်းကောင်းကြော်လွှားသွားနိုင်လိမ့်မယ် ਨੇ ။အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ 3M နဲ့ပဲကြော်ဖြတ်ခဲ့တာ ဒါကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းချမ်းသာကြွယ်ဝတဲ့ဒီမိသားစုကပေါက်ဖွားလာတဲ့လူငယ်တယောက်မဟုတ်ဘူးเนาะတာမန်နော်မယ်ကနေကျွန်တော်တို့ပေါက်ဖွားလာတယ်အခက်ခဲတွေเนาะကြမ်းတမ်းမှုတွေကျွန်တော်ဘဝမှာအများကြီးရင်ဆိုင်ရတယ်ရင်ဆိုင်ခဲ့ရတယ်အခုချိန်ထိလည်းရင်ဆိုင်နေရတော့မယ်အဲ့လိုခက်ခဲမှုတွေကြမ်းတမ်းမှုတွေရင်ဆိုင်နေရတဲ့အချိန်မှာကျွန်တော်ဒီ 3M နဲ့ကျွန်တော်ကြော်ဖြတ်နိုင်ခဲ့တယ်အဲ့တော့ number 1 MD ပါလဲဆိုတော့ကျွန်တော်တို့ mindset ပါဒါကျွန်တော်ခဏခဏပြောတယ်အဲ့တော့ mindset ဆိုတာက ံယူချက်ပါလောကကြီးပေါ်ခံယူထားတဲ့ခံယူချက်လူတွေပေါ်မှာခံယူထားတဲ့ခံယူချက်ငွေပေါ်မှာခံယူထားတဲ့ခံယူချက်ပြဿနာတွေအခက်အခဲတွေပေါ်မှာခံယူထားတဲ့ခံယူချက်တွေပါအဲ့ဒီ mindset တွေကျွန်တော်တို့ကောင်းဖို့လိုတယ်ထေကြတယ်အဲ့ဒီ mindset မကောင်းဘူးဆိုလို့ရှိရင်တော့လူငယ်တွေအနေနဲ့သူတို့အခက်အခဲတွေကြုံတွေ့ရနိုင်မယ်လမ်းတွေပျောက်နိုင်မယ်စိတ်တွေညစ်နိုင်မယ်အဲ့တော့ mindset တွေကောင်းဖို့လိုတယ် တော့ဥမာနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခက်အခဲတွေကြုံတွေ့လာပြီဆိုလို့ရှိရင်အာဒီအခက်အခဲတွေငါမှာပဲဖြစ်နေတာလားစိတ်တက်တကြလိုက်တာစိတ်တည်ညစ်လိုက်တာဆိုတာတက်ဒီအခက်အခဲတွေမှာအခွင့်အလမ်းတွေပါနေတယ်အဲ့တော့အဲ့ဒီခက်ခဲကိုကြော်ဖြတ်လိုက်လို့ရှိရင်ငါတို့အခွင့်အမ်းတွေရမယ်အတွေ့အကြုံကောင်းတွေရမယ်ကံကောင်းခြင်းတွေဆိုတာလာတော့မယ်ဘာမို့ကျွန်တော်တို့ခံယူလို့မရဘူးလားအဲ့တော့ကောင်းတာတစ်ခုခုနဲ့တော့လွဲချော်သွားခဲ့တယ်เนาะအခွင့်အမ်းတစ်ခုနဲ့လွဲချော်သွားတဲ့အခါမှာ တဖြစ်တောက်တောက်ဖြစ်နေရတဲ့ဆိုလို့ရှင်။အော်ဒီထက်ပိုကောင်းတဲ့အခွင့်အလမ်းတွေလာမှာမို့လို့ဒီအခွင့်အလမ်းကိုလက်လွတ်ဆုံးရှုံးလိုက်ရတာပဲလို့ခံယူလို့ရောမရဘူးလား။တကယ်လဲဟုတ်လဲဟုတ်တယ်။အဲ့တော့အခုဒီပြောချင်းလူငယ်တွေစဉ်းစားကြည့်။တို့တို့ကောင်းတာတစ်ခုလိုချင်ခဲ့တယ်ဒါပေမဲ့မရခဲ့ဘူး။ပိုကောင်းတာရခဲ့တယ်ဟုတ်တယ်မလား။အဲ့တော့ခံယူချက်တွေကျွန်တော်တို့အရေးကြီးပါတယ်။အဲ့တော့လူတွေပေါ်မြင်တဲ့ခံယူထားတဲ့ခံယူချက်အာလူတွေကမကောင်းဘူး။နော်လူတွေကငါ့ဘောမှာအမြဲတမ်းမကောင်းတာတွေပဲလုပ်နေကြတယ်လို့ ခံယူထားမယ်ဆိုလူကောင်းနေလေလောကမှာရှိနေသေးတယ်။ဒါမျိုးကျွန်တော်တို့ခံယူလို့မရဘူး။အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းဟာငွေကြေးရရှာဖွေရတာခက်တယ်ဆိုရတဲ့စားလို့ရှိရင်ငါမှငွေကြေးတွေရှာဖွေနိုင်မှုအတွက်အရင်းမြစ်တွေရှိပြီးသားเนาะအဲ့တော့ငါအထွေကြုံတွေရှိပြီးသားအဲ့တော့ဒီအရင်းမြစ်တွေအထွေကြုံတွေကိုအသုံးချပြီးတော့မှငွေကြေးတွေအများကြီးရှာလို့မရဘူးလားဒါမျိုးခံရလို့မရဘူးလားအဲ့တော့အတိတ်တုန်းကငါကမတော်ခဲ့ဘူးအခုငါအဲ့တိုင်းပဲလားမဟုတ်ဘူးအတိတ်တုန်းကငါနဲ့အခု ငါနဲ့တူမှာမဟုတ်တော့ဘူးငါကိုတော့ငါတည်းပို့ပြီးတော့မှ skill တွေကျွမ်းကျင်လာပြီအဲ့တော့ပြောကျင်တာဒီဒါကဘာလဲဆိုတော့ကျွန်တော်တို့ mindset mindset ကောင်းဖို့လိုတယ်ကိုယ့်ရဲ့ goal ပန်းနိုင်နေပေါ်မှာလည်း mindset တွေကောင်းဖို့လိုတယ်ငါဒါကိုလိုချင်တယ်ဒါကိုငါရချင်တယ်အဲ့တော့ရဖို့အတွက်ငါမှဘယ်လိုခေါ်မလဲ resource ရှိပြီးသားအရင်းမြစ်တွေရှိပြီးသားငါစူးစမ်းနိုင်နေဆိုတော့ mindset အရေးကြီးပါတယ်ကောင်းတဲ့ mindset နော်ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ပေါ်မှာပဲဖြစ်ဖြစ်အခက်အခဲတွေပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကောင်းတဲ့ mindset ကောင်းတဲ့ခံယူချက်ကျွန်တော်ရှိထားပါဒါဒီပထမအဦးဆုံးအမ်ပါနောက်ထပ်အမ်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ massive action ပါနော် massive ဆိုဒုတဲ့ကြီးမားတဲ့ action လှုပ်ဆောင်ချက်တွေပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အတကုံတွန်းတာအတကုံကြိုးစားတာအဲ့တော့ကိုကကျွန်တော်တို့ goal ရှိပြီးကိုမှပန်းနိုင်နေရှိပြီးအဲ့ဒီပန်းနိုင်နေပေါ်မှာကိုထားတဲ့ mindset ခံယူချက်တွေကလည်းကောင်းနေပြီဆိုလို့ရှိရင်ကျွန်တော်တို့အသက်ကုန်တော့မှာအကုန်ချလှုပ်ရှားရှိတာကျွန်တော်တို့အချိန်ဆွဲမနေနဲ့ပြင်းမနေနဲ့ပြေဆုံးမဲ့အချိန်ကိုစောင့်မနေနဲ့လှုပ်ရှားရှိတာကျွန်တော်တို့အပြတ်သားတော့ပါเนาะအဲ့တော့စိတ်ညစ်မနေနဲ့လမ်းတွေပျောက်မနေနဲ့ okay ငါဒါလိုချင်တာငါဒါရချင်တာငါဒါဖြစ်ချင်တာငါဒါကိုရအောင်လုပ်မယ်ဒီလိုလုပ်မယ်ဆိုရင်နီးလန်းနေရှာ massive action နဲ့သာကျွန်တော်တို့တွားဒါဒီကျွန်တော်တို့နံပါတ်1အမ်ပါအဲ့တော့နံပါတ်3အမ်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ mentor ်နော်ဒါမှမဟုတ် community ပြောချင်တာဒီပါလို့ဆိုတော့မန္တာတီကျွန်တော်တို့ကကိုယ့်ရဲ့ရှေးဆောင်လမ်းပြလုံမဲ့သူရှာပါเนาะကျွန်တော်တို့ဆိုလို့ရှိရင်လည်းငယ်တုန်းကကိုယ့်ထက်တော်တဲ့သူတွေဘယ်သူတွေရှိလဲเนาะအောင်မြင်နေတဲ့သူတွေဘယ်သူတွေရှိလဲသူတို့ဆီကနေပြီးတော့မှဘာတွေလေ့လာခွင့်ရမှာလဲဘာတွေလေ့လာမှာလဲမန္တာရှာဖို့လိုတယ်เนาะနီးပေးလမ်းပြလုံမဲ့သူအဲ့တော့ခေါင်းမအောင်မြင်နေတဲ့သူတွေမှာလည်းမန္တာလို့ခေါ်တဲ့နီးပေးလမ်းပြလုံမဲ့သူတွေချိန်နေကြပြီဒါ ကြောင့်မို့ကျွန်တော်တို့မန်တာအရေးကြီးတယ်။နောက်တစ်ပြေပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ community ပေါ့အတိုင်းဝိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘူနေတဲ့အတိုင်းဝိုင်းမှာနေမှာလားဒါမှမဟုတ်စူးစားနေတဲ့အတိုင်းဝိုင်းအောင်မြင်ဖို့အတွက်စာလောင်နေတဲ့အတိုင်းဝိုင်းမှာနေမှာလားအတိုင်းဝိုင်းဒီကျွန်တော်တို့ရေးကြည့်တယ်ဒါကတော့ကျွန်တော်တို့လူငယ်တွေ motivation တွေရစေမယ် 3M ဖြစ်ပါတယ်ဒီကြောင့်အနေနဲ့ကနေပြီးတော့မှကျွန်တော်ရဲ့လူငယ်တွေဟာဂျိုးရုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုယ့်အတွက်ရလိုက်ကြလေးကို comment မှာတစ်ချက်လို့ရေးလို့ရရင်ရေးပေးပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုဉဏ်လေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ thank you